တိုင်းမှာမျောမှန်းချက်အိမ်မက်များရှိခဲ့ကြပါတယ်။အဲ့ဒီအိမ်မက်တွေကိုစိတ်ချယုံကြည်ရတဲ့အေယာဝရီဘာနဲ့မိဖက်လို့အကောင့်ထေပေါ်ကြတဲ့အခါအောင်မြင်ပျော်ရွှင်တဲ့ဘဝများကို ပိုင်ဆိုင်ကြရပါတယ်။စိတ်ချယုံကြည်အေယာဝဒီနေပြည်တော်မှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေတက်ရောက်ခဲ့တဲ့အမေရိကန်သမ္မတဘားရက်အိုဘားမားဟာ နိုဝင်ဘာ14ရက်နေ့မှာတော့ရန်ကုန်မြို့ကိုရောက်လာခဲ့ပါတယ်။မစ္စတာအိုဘားမားရဲ့ဒုတိယအကြိမ်ရန်ကုန်ခီးစဉ်လုံခြုံရေးအနေအထားဘယ်လိုရှိပါသလဲ။အမေရိကန်သမ္မတရဲ့ဒုတိယအကြိမ်မြောက်ရန်ကုန်ခီးစဉ်အတွက်ပြီးခဲ့တဲ့3ရက်ခန့်ကရန်ကုန်မြို့နေရာတော်တော်များများမှာလုံခြုံရေးတင်းကျပ်ထားပြီးမစ္စတာအိုဘားမားသွားလာမယ့်လမ်းတစ်လျှောက်ပိတ်ဆို့ထားပါတယ်။ရန်ကုန်တိုင်းကရင်ထင်းရဲတွေအားလုံးကိုအသုံးပြုထားပြီးစီအစ်စ်ပါဖြည့်တင်းထားတဲ့လက်နက်အပြည့်စုံနဲ့ရဲတပ်ဖွဲ့အင်အား3000ကျော်ကိုချထားပါတယ်။ လုံခြုံရေးတာဝန်ယူထားသူတွေရဲ့ပေ300အတွင်းကိုလုံခြုံရေးစီးပစ်သတ်မှတ်ထားပြီးပြည်လန်းတစ်လျှောက်ကိုလည်းရဲမီတက်စက်ချိန်ကြီးတွေနဲ့လည်းအခက်အခဲချထားပါတယ်။အမေရိကန်ပြည်အောင်စုသမရဟာမနက်စင်နိုင်ဘွဲမှာရန်ကုန်လေးစိတ်ကိုရောက်လာပြီးရန်ကုန်မြို့လေကောင်ကမြမလွတ်လည်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ကောင်းဆောင်ကြီးတွေကြာဆုံးခဲ့တဲ့အတွင်းဝင်ရုံကိုတွားရောက်လည်လာမှာဖြစ်ပါတယ်။မြမဒီမိုကရေစီကောင်းဆောင်ဒေါ်ဆန်းစုကြည်နဲ့သမရအိုဘားမားတို့တွေ့ဆုံဖို့ရှိပါတယ်။ သမရောင်းတိန်စင်ရဲ့အသွင်ကူးပြောင်းရေးဖြစ်စဉ်ရပ်တန့်နေတယ်လို့မှတ်ချက်ပေးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးရှေ့ဆက်မြန်မာပြည်ဒီမိုကရေစီရေးဖြစ်စဉ်မှာအမေရိကန်ကတွန်းအားပေးကူညီဖို့ရည်အသေးစိတ်ဆွေးနွေးကြပွဲရှိနေပါတယ်။အမေရိကန်သမရဟာရန်ကုန်မြို့ပြည်လမ်းပေါ်မှာ ရှိတဲ့စင်ရဒုခမ်းမမှာရန်ဆော်ရီအေရှန်လီဒါရှစ်အင်နီရှီယေးတစ်တောင်းဟောမီတင်ကိုနေ့လယ်3:55မိနစ်မှာကျင်းပမှာဖြစ်ပါတယ်။